ခန္ဓာကိုယ်မှာရှိတဲ့သွေးတွေကိုဖောက်ထုတ်ကကလေးတွေကိုတိုက်ကျွေးကြရတဲ့ဂျိုးကြများဂျိုးကြလေးတွေနှုတ်တိုက်နေတဲ့ပုံကိုပြိသက်တို့မြင်ဘူးကြလားရုတ်တဲကြည့်လိုက်မယ်ဆိုရင်တော့တော်တော်လေးကိုကြေကွဲဖို့ကောင်းသလိုတနာကြလည်းအရန်ကောင်းပါတယ်။အောက်မှာရှိနေတဲ့သူတို့ရဲ့သားပေါက်ကလေးကိုမိခင်ဂျိုးကြမကြီးကသူ့ခန္ဓာကိုယ်ကနေထွက်လာတဲ့သွေးရည်တွေကိုတိုက်ကျွေးနေရတာပါ။အဲလိုမျိုးသွေးထွက်လာဖို့အတွက်ကိုဆိုရင်ဖခင်ဂျိုးကြကြီးကဇနီးဖြစ်သူဂျိုးကြမရဲ့ဥကောင်းထိတ်ကိုအခုလိုမျိုးနှုတ်သီးနဲ့ထိုးပြီးတော့မှသွေးရည်ကိုဖောက်ထုတ်ပြရပါတယ်။ ပေးတဲ့ခါကျမှသာလေနှုတ်သီးကနေတဆင့်ကြာဆင်းသွားတဲ့သွေးရည်တက်တောက်တွေကိုခလေးကတောက်သုံးခွင့်ရတာပါအဲ့လိုချင်းနေရင်တော့မှားသွားကြပါလိမ့်မယ်ဒါကမျက်စိလက်ွက်တမျိုးပါအခုမြင်နေရတဲ့အနေအရည်တွေကသူတို့ရဲ့သွေးတွေမဟုတ်ပါဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်ဂျိုးကြရရဲ့နှုတ်ရည်ကအနေအဖြစ်နေတာပါပဲဘာလို့လဲဆိုတော့သူတို့ကပင်လေကန်းဆန်နာမှာကျက်စားတာဖြစ်လို့ဘက်တီးရီးယားပိုးမတွေအများကြီးကိုစားသုံးနေရှိပါတယ်အဲ့လိုတွေကြောင့်မယ်သူတို့ခန္ဓာကိုယ်ရဲ့ကထွက်လာတဲ့နှုတ်ရည်ကလူတွေလိုမျိုးဖြူရမှုပဲနဲ့အနေအဖြစ်နေရပါ နောက်တစ်ချက်ရှိတာကအကျိုးကြတွေဟာရှင်သားကနေနှုတ်ထွက်တာမဟုတ်ပါဘူး။သူတို့ခန္ဓာကိုယ်ရဲ့အစာခြေပြက်တဲ့နေရာကနေတဆင့်နှုတ်ရည်အနီရောင်နေထွက်လာကြတာကြောင့်မလို့အဲအရီကိုပါဇက်ကနေတဆင့်အန်ထုတ်တလို့ပြုတ်လို့ပြီးတော့မှခလေးတွေကိုတိုက်တာပါ။အပေါ်ကဂျိုးကြဖခင်ကြီးကလည်းအဲ့ဒီနီလန်အတိုင်းပဲသူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းတွေကသွေးနီရောင်နှုတ်ရည်တွေကိုထုတ်ပေးပြီးတော့မှဂျိုးကြမှာကြီးရဲ့ခန္ဓာကိုယ်ကနေတဆင့်သူ့သားလေးကိုနှုတ်တိုက်နေတဲ့သဘောမျိုးပါပဲ။